ဒီနေ့ကျင်းပတဲ့ခန္ဓာအစီအစဉ်ဟာကျွန်တော်တို့ယေရှုတော်ရှင်ကျွန်တော်တို့အစ္စလမ်သာနာတော်ကြီးရာအလ္လာဟ်ရှမတ်ခင်ဟာကျွန်တော်တို့ရဲ့ဆုလမဟာတမန်တော်ကိုတော်မြတ်ကိုဆေလွတ်ပြီးအားလုံးလုတ်ဖို့ဂိုင်မှုအသိပညာတွေအားလုံးကိုဖြန့်ညှိခဲ့တဲ့တမန်တော်မြတ်ကြီးရဲ့အထုပ်ပတ်တွေကိုကျွန်တော်တို့စူပေါင်းပြီးညီနောင်နေအားလုံးပေါ့စူပေါင်းပြီးလုပ်တဲ့အခမ်းအနားဖြစ်ပါတယ်ခင်ဗျာ။ ဘာသာရေးကောင်းဆောင်တရားကျော်တက်ရောက်ပါတယ်ခင်ဗျာ။နောက်ကျဘာလို့လဲဆိုလို့ချင်းပလီအားလုံးကိုကျွန်တော်တို့ဖိတ်လိုက်တဲ့ချိန်မှာပလီအားလုံးကရောအဖွဲ့ဒီအားလုံးကိုပြီးတော့ကျွန်တော်တို့ဌာနချုပ်တော့ကျွန်တော်ဘာသာရေးအဖွဲ့ကြီးကကျွန်တော်တို့ဟိုကောင်စီကဥစ္စာဥစ္စာအတွင်းမူကျွန်တော်တို့ဒီစော်ဝေးရေးမူမာဖာစော်ဝေးမူမမလာဒုတိယဥက္ကဋ္ဌဌာနချုပ် level ဒီပါဝင်ဒီအိုလမာအဖွဲ့အားလုံးပလီပေါင်းစုံလာတဲ့အတွက်သာသနာပညာရှင်ပေါင်းရာကျော် တက်ပြီးပြီးမှကျွန်တော်တို့ကျင်းပတဲ့ခန္ဓာဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီဗုဒ္ဓဘာသာလို့ရှင်မြတ်စွာဘုရားအတောင်းကိုသိရမယ်။လူတယောက်ကားဝမှာဖြတ်သွားတယ်။သူเจ้าတိမသိလို့ရှင်ချစ်စရာလည်းမလိုမုန်းစရာလည်းမလိုဘူး။မြတ်စွာဘုရားကိုချစ်ဖို့အတွက်မြတ်စွာဘုရားကိုသိရမယ်။နော်။တမန်တော်ကိုအစ္စလာမ်သာနာကိုချစ်ဖို့တဲ့အစ္စလာမ်သာနာတမန်တော်ကိုသိရမယ်။အဲ့ဒီအသိရှိမှသာလျင်ကျွန်တော်တို့ဟာအသိမှချစ်မယ်။နော်ပုဂ္ဂိုလ်ခင်တော်တရားမင်တယ်ပေါ့ဗျာ။နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးဟာဒီ biography တွေဟာ ျွန်တော်တို့ခရစ်ယာန်မှာလည်းမြတ်စွာဘုရားရဲ့ဘိုင်ဘယ်ဂရဖီလိုအပ်တယ်အတတဒီသခင်ခရစ်တော်ရဲ့ဘိုင်ဂရဖီလိုအပ်တယ်ဗုဒ္ဓဘာသာမှာလည်းလိုအပ်တယ်လို့เนาะကျွန်တော်တို့ဟိန္ဒူမှာလည်းလိုအပ်တယ်အော်ကျွန်တော်တို့လေ့ကျဲကျွန်မတမန်တော်များရဲ့အကြောင်းကိုလုပ်တယ်နောက်တစ်ခုရည်ရွယ်ချက်ရှိပါသေးတယ်ကျွန်တော်တို့ပလီတွေအခုရက်ဒီပြန်စောင့်ခွင့်မရသေးပါဘူးအဲ့တော့ကျွန်တော်တို့ပလီတွေမြန်စောင့်ခွင့်ရအောင်ကျွန်တော်တို့ကလှုပ်လို့ရှိရင်ကျွန်တော်တို့က multi ပေါ့ဗျာဘာသာပေါင်းဆိုတော့ကျွန်တော်ပလီတလုံးနဲ့မဟုတ်ဘူးခရစ်ယာန်เจ้าနေဟိန္ဒူเจ้าနေเนาะဗုဒ္ဓဘာသာเจ้าနေအားလုံး ခုနှစ်သားသမီးအေဂျင့်မှုအတွက်စုတောင်းတာလည်းပါပါတယ်နောက်တစ်ခုကကျွန်တော်တို့ပလီတွေကျွန်တော်တို့ဘာသာရေးအဖွဲ့တွေနိုင်ငံတော်ပေါ်မှာတာဝန်ကျေခဲ့တယ်နော်လုံခဲ့တဲ့9နှစ်ကအရင်နှစ်ဆုံးလုပ်ခဲ့တဲ့မိတ်ဆွေနဲ့ကျွန်တော်လည်းပြောတာနေလုံးဝင်းကြီးနော်အဲ့တော့ခမရလူတွေထိမ့်ပေးပါဆိုကျွန်တော်တို့ထိမ့်နေဟိုးကုန်းမောင်ဇက်ကစဘိုးတော်လက်တကစကျွန်တော်တို့ပလီတွေကနေလက်နက်တွေနဲ့အကြမ်းဖက်တယ်ဆိုတာမန်လူပအောင်ချင်းမရှိကိုမရှိခဲ့ဘူးနော်သူတို့ပြောလို့ကျွန်တော်တို့အကြမ်းမဖက်ခဲ့ဘူး ကျွန်တော်ဒီမှာအတုကြောင့်မတွေ့ကြဘူးဒါမဲ့နိုင်ငံတော်ကကျွန်တော်ဘောမှာတာဝန်မကျေဘူးခုတက်ဒီပလီတွေကိုစောက်ခွင့်မေးသေးဘူးအဲ့ဒီအတွက်ကျွန်တော်တို့ကဒါစူယုံပြီးကမ်ပိန်းနိုင်ငံတော်ကိုတရားဥပဒေပေါင်းတွေတောင်းဆိုမှာအဲ့ဒါလည်းပါပါတယ်နော်ဒီနေ့ဒီရွယ်တဲမှာဘာလို့လို့ရှိရင်ကျွန်တော်တို့ဘာလို့လို့ရှိရင်ကျွန်တော်တို့ရဲ့ဟာတွေကိုလွတ်လပ်လပ်လုပ်ခွင့်မရသေးဘူးမရသေးကျွန်တော်နိုင်ငံတော်ဘောမှာကျွန်တော်တာဝန်ကျေခဲ့တယ်ဒါပေမဲ့နိုင်ငံတော်ကကျွန်တော်တို့ဘက်ကိုတာဝန်မကျေဘူးခုချိန်ထိကျွန်တော်တို့လွတ်လပ်လုပ်လို့မရသေးဘူးအဲ့ဒါကိုလည်းကျွန်တော်တို့ကဘာသာပေါင်းစုံ <laughs> မြမတနိုင်ငံလုံးမှာရှိတဲ့ခရစ်စတန်เจ้าများဘုန်းကြီးเจ้าများဟိန္ဒူเจ้าများအစ္စလမ်ပလီများအားလုံးညီညာစွာနဲ့စောက်ခွင့်ရရှိပြီးမြမနိုင်ငံတော်ကြီးဒီပန်းမောင်းစုံတာယာပွင့်နဲ့နော်ဥယျာဉ်တော်ကြီးဖြစ်ဖို့ခုနှစ်သားသမီးညီညာတာယာဖို့ကျွန်တော်ဆုတောင်းတဲ့အခမ်းအနားလေးဖြစ်ပါတယ်ခင်ဗျာ